ဘာသာရေးသမားတယောက်အနေနဲ့နိုင်ငံရေးတော့ဝင်မပြောချင်ပါဘူးဒါပေမဲ့ online facebook ပေါ်မှာ google ပေါ်မှာတတိနေတွေ့ရတော့လဲမပြောတော့မတီးရင်လည်းမမီမပြောရင်လည်းမပြီးဆိုတော့ပြောရအောင်မှာပေါ့နော်ဘာလို့ပြောချင်တာလဲဆိုတော့မြန်မာနိုင်ငံအနည်းငယ်လှုပ်လှုပ်ပြည်သူတွေနေရမရှိလို့လမ်းပေါ်မှာရောက်တာ တချို့သူတွေထိခိုက်တရားရလို့သူသားစရာစေဝါမရှိတာဒါကတော့မပြောထဘူးလေမြန်မာနိုင်ငံရဲ့အခြေအနေကိုတော့လည်းမြန်မာနိုင်ငံထဲမှာမနေတာကဟိုနှစ်ပေါင်း30နဲ့ရှင်းနေရှိပြီဆိုတော့မသိဘူးအတိအကျတော့မသိဘူးပေါ့နော်မြင်လာတွေ့တာ ပြောရမယ်ဆိုရင်တော့လူများလက်ကြိုက်ချိန်မှကြိုက်မယ်စစ်အာဏာရှင်လက်ကြိုက်ချိန်မှလည်းကြိုက်မယ်ပေါ့နော် ဘာပြောချင်တာလဲဆိုတော့ဟိုမြန်မာနိုင်ငံမှာတိုင်းပြည်အုပ်ချုပ်မင်းလုပ်နေတဲ့အနာသိမင်းအွန်လိုင်းအနာသိမင်းအွန်လိုင်းပြည်သူတွေကိုလိုက်ပြီးတော့လေနဲ့ဘုံကျဲဖို့လေရင်စီတော့ရှိတယ်ဘုံကျဲဖို့ဘုံသီးတော့ရှိတယ်ဘုံသီးကိုတော့ဝယ်ပြီးတော့ပြည်သူတွေကိုလိုက်ပြီးတော့ပြည်သူတွေရဲ့အိုးအိမ်တွေရွာအရွာတွေလိုက်ပြီးတော့ဘုံနဲ့ လေနဲ့ဘုံကျဲဖို့ကြတော့လေမြန်မြန်ဖို့ရှိတယ်လေရင်စီဖို့ရှိတယ်ဘုံသီးဖို့ရှိတယ်ဆိုတော့ပြည်သူတွေကိုကြတော့အိုးအိမ်ဟိုပြည်သူတွေမြေငရင်လှုပ်လို့ဒုက္ခရောက်တာကြတော့ဟိုရင်းပေါ့စေဝကုသဖို့ပတ်ဆက်မရှိဘူးဆိုတာတော့ဒါကတော့မသိတော့ဘူးကျုပ်လည်းမပြောတာဘူးပေါ့နော်ဟိုဟိုဘယ်လိုလဲဆိုတော့ ယောက်ကလည်းအဲ့လိုမျိုးတတိနေပါတယ်မှာလိုက်ပြီးတော့ comment ပေးတဲ့အကျင့်မရှိဘူးလေအကယ်၍ပြောကြည့်ရင်လည်းကိုကသူအဲ့လိုမျိုးတိုက်ရိုက်ရဲကိုကသူ video fan တိပြီးတော့ပြောကြင်လာပါစေအနာရှင်မင်းအောင်လိုက်ပြည်သူတွေကိုလိုက်ပြီးတော့ဘုံနဲ့ကျဲပြီးတော့သတ်ဖို့ကြတော့ပတ်ဆက်ရှိတယ်ပြည်သူတွေငရင်လှုပ်လို့ဘိုးအိမ်အိမ်နေပြိုကြတိုက်တွေပြိုကြလို့ထိခိုက်တိုက်ရရတာ ဟိုစိတ်ထိခိုက်ပြီးတော့တမ်းမရေးရဟိုရေမဖြစ်တာစေဝါကုသဖို့ကြတော့စေဝါဖို့မရှိဘူးဆိုတော့အဲ့ဒါတော့ကြုတ်လည်းမပြောတတ်တော့ဘူးပြောရမယ်ဆိုရင်ပေါ့ဗျာမြန်မာနိုင်ငံတိုက်ပြည်အုပ်ချုပ်မင်းလုပ်တယ်ဆိုတာပြည်သူအတွက်လည်းမှမကြည့်တာကိုအဖို့ပဲကြည့်တဲ့ကောအဟိုတိုက်ပြည်အုပ်ချုပ်မင်းလုပ်တဲ့ကောင်တွေရှေ့နေတဲ့ယူရတိုက်ပြည်လည်းအေးချမ်းမှမဟုတ်ပါဘူး ဒီလိုပဲလာမှာပဲပြောရင်တော့လည်းကြိုက်မှာမဟုတ်ဘူးသူတို့ကလည်းအဲ့ဒါအဲ့လိုမျိုးပြောလို့သူတို့ကို ထိခိုက်ပြောလို့ရှိရင်သူတို့ကြိုက်မှာမဟုတ်ဘူးအမှန်တော့ထိခိုက်ပြောတာမဟုတ်ပါဘူးပုတ်ခတ်ပြောတာလည်းမဟုတ်ပါဘူးမြင်တာတွေ့တာမြင်တာကို ပြောတာပါတွေ့ရမြင်ရကြားရတာကိုနားထဲမှာမဆန့်လို့ပြောတာပါ ပြောချင်လို့တော့မဟုတ်ပါဘူးโอ้မတီးရင်လည်းမမီးမပြောရင်လည်းမသိပေါ့ဆိုတော့ပြောရမှာပေါ့เนาะ လူတကာအမြင်ကတာ လူတကာမုံတာတော့သိပါတယ်ဘသူတွေမုံမုံဘသူတွေအမြင်ကကဒါတော့ပြောစရာရှိတာပြောရမှာပေါ့ပြည်သူတွေကိုသတ်ဖို့ကြတော့လင်းစီဖို့ရှိတယ်လင်းမြန်ပေါ်ကနေပြီးတော့အော်လီကန်တဲ့လူတွေကိုပြစ်သတ်ဖို့ကြတော့ကြည်စံဖို့ရှိတယ်တိုင်းပြည်ကိုတဲမှာရှိနေတဲ့ကိုပြည်သူတွေဒုက္ခရောက်တဲ့ခါကျတော့ကုသဖို့စေဝါမရှိဘူးဆိုတော့တုတ်လည်းမလျှောက်တာတော့ဟုတ်နော် မြန်မာနိုင်ငံရဲ့အခြေအနေကဘာနဲ့လာသရန်တူလဲဆိုတော့ဟိုကျွန်တော်ငငယ်ကလူကြီးတွေပြောတာကြားဘူးတာပါမြန်မာနိုင်ငံပြည်သူတွေကဘာနဲ့လာသရန်တူလဲဆိုတော့စူကြတဲ့မှာဒီတဲ့ဘူးစီလိုပဲဟိုဘက်လက်လဲစူဒီဘက်လက်လဲစူစူကြတဲ့ကဘူးစီလိုပဲရှေ့ကိုလည်းမတိုးတာနောက်ကိုလည်းမဆုပ်တာ ရှေ့ကိုတိုးရင်လည်းကြာနောက်ကိုဆုပ်ရင်လည်းတဏဆိုတော့เนาะ မြန်မာနိုင်ငံသားတွေရဲ့အခြေအနေကတော့တိတ်ပြီးတော့အလားလားမကောင်းဘူးပေါ့နော်ပြောချင်တာဒီလောက်ပါပဲတိတ်ပြီးတော့ထွထွထွေထွေတော့မပြောချင်ပါဘူးပြည်သူတပ်ဖို့ပြည်သူတွေကိုဘုံနဲ့လိုက်ကျဲဖို့တိုင်းရင်းသားတွေကိုလေးမြန်နဲ့ဘုံနဲ့ကျဲဖို့ဘုံတိဖို့တော့ရှိတယ်တိုင်းပြည်ကိုမြန်မာနိုင်ငံတနိုင်ငံလုံးကိုတခါတည်းလေးမြန်နဲ့လိုက်ပြီးဘုံကျဲနေတာ၄နှစ်တော်တွန်းเนาะ ြည်စံတတောင်းဆိုတာကဟိုပြောရမယ်ဆိုရင်ပေါ့ဗျာမြန်မာငွေနဲ့တော့ဘယ်လောက်ပေးရလဲတော့မသိဘူးဒီအမေရိကန်မှာရောက်တော့လည်းတနတ်ဝယ်မကင်တော့မသိဘူးဒီဇန်တတောင်းဆိုရင်တော့အ ਨੇ စမတော့မြန်မာငွေ3-4အဲဝါလောက်တော့ရှိမယ်ထင်နေမြန်မာငွေ600လောက်တော့ရှိမယ်ပေါ့ဒီဇန်တတောင်း ဒါအလောက်တောင်မှနော်ပြည်သူတွေကြတော့ဒီဇိုင်းအတွဲလိုက်အတွဲလိုက်ပြည့်အော်တိုနဲ့ပြည့်ဒါကြတော့ပတ်စံရှိတယ်ပြည်သူကိုတတ်ဖို့ကြတော့ပတ်စံရှိတယ်ပြည်သူကိုကယ်ဖို့ကြပတ်စံမရှိဘူးဆိုတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့မင်းသယုံမာတွေမင်းယုံမာတွေဘသူသေးသေးငတင်မာပြီးရောဆိုတော့တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ကောင်တွေရှိနေတဲ့ရွေးမြန်မာနိုင်ငံတော့ကောင်းစားမှလည်းအေးချမ်းမှလည်းမဟုတ်ပါဘူး ပြောအပြောနဲ့အလုံးနဲ့မငြီးတဲ့အတိုင်းပြီးအုပ်ချုပ်မင်းလုပ်တဲ့မင်းရုပ်တွေနော်အဲ့ဒါပြောတော့ကိုတော့ကြားဘူးတာမဟုတ်ပါဘူးသူများပြောတယ်ကြားဘူးတာပါဟိုငငယ်ကလူများပြောတာကြားဘူးတာဟိုတွေပေါ့ရှင်ဘရင်တပါသူများဥယျာဉ်ခြံထဲမှာသွားပြီးတော့ဥယျာဉ်ခြံထဲကတီတီတွေခိုးစားခိုးစားတော့ တနေ့တော့ပြည်သူလူထုတွေကငါတို့ channel မှာလာလာပြီးတော့တီတီခိုးတာဘယ်သူလဲပေါ့ဒီသခိုးမိအောင်ဖမ်းမယ်ပေါ့ဖမ်းမယ်ဆိုတော့တရွာလုံးကသွားပြီးတော့စောင်းစောင်းတော့လက်စာသားတော့ဘယင်ဖြစ်နေတော့အော်ဘယ်သူမှမဖမ်းရဘူးဒီနေ့လဲဟိုပြောချင်တာကတော့ထိုနှစ်တူပါပဲမြန်မာပြည်ကတရံဇာတာတွေတရုတ်ရောင်းစားလို့ဆရာဟိုတိုင်းတပားရောင်းစားလို့စားပေါ့နော် ဟိုပြည်သူရဲ့ဘာနာတွေကိုခိုးရောင်းလို့ရောင်းထုတ်ရောင်းလို့ရောင်းတစ်ခိုးရောင်းကြောက်ခိုးရောင်းရောင်းအကုန်ရောင်းမြေတွေရောင်းလုံနေပြီးတော့ပြည်သူတွေလိုက်တာပြောတော့လက်တိုက်ပြည်နဲ့လူမျိုးကာကွယ်ပါတယ်တဲ့ရုပ်ကတော့ပြောရင်လည်းပဲသူများကြိုက်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့တိတ်လည်းမပြောချင်တော့ပါဘူးဒီလောက်ပဲပြောပါတော့မယ်เนาะ ဟိုဒီလိုမျိုးလူတွေရှိနေတဲ့ရွေးရတော့မြန်မာပြည်ကတော့ဘယ်တော့မှလည်းနေကြအဟိုတွေအေးချမ်းမှလည်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့မြန်မာပြည်ကိုပြန်လာခြင်းမို့လားတဲ့အတိတွေကမေးကြတယ်ပြန်မလာခြင်းမဟုတ်ကြောက်မင်းအောင်လားကြောက်လို့မလာခြင်းမို့တော်ကြလေမြန်နဲ့လိုက်ပြီးတော့ပြည့်မလားကြောက်ထောင်မသိဘူးနော်လေမြန်နဲ့လိုက်ပြည့်ပြည့်စရာမရှိဘူးတော့ပြည့်စရာလည်းမရှိပြည့်စရာလည်းငွေမရှိ ဖြစ်နေဟုတ်မဲ့ကျုပ်တို့နော် ်ဒါတော့ပဲကြုတ်ပြောချင်ပါတ